Hi everyone. Mr. Wong Chan ဟာမလေးရှားပါလီမန်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီတစ်ခုရဲ့ဖွဲ့ဝင်တဦးလည်းဖြစ်ပါတယ်။မကြာသေးခင်ကမြန်မာအရေးနဲ့ပတ်သက်ပြီးမြစီမားက Mr. Wong နဲ့တွေ့ဆုံမေးမြန်းထားတဲ့အင်တာဗျူးဖြစ်ပါတယ်။ I want to start with the ASEAN 5 point consensus. ရင်းဥုံ ASEAN သဘောတူညီချက်၅ရက်နဲ့စပြောချင်ပါတယ်။အဲ့ဒီဘုံသဘောတူညီချက်တွေကလွန်ခဲ့တဲ့၃နှစ်ကျော်ကတည်းကချမှတ်ခဲ့တဲ့ဆိုပေမဲ့ဒါကလုံးဝအလုပ်မဖြစ်ဘူး။ဝေဖန်သူတွေကပြောကြတယ်။ဆိုတော့မြမအရေးကိစ္စတွေကိုကင်တွယ်ဖြေရှင်းတဲ့နေရာမှာ ASEAN အနေနဲ့ဘယ်လိုစိန်ခေါ်မှုပြဿနာတွေရှိပါကလဲ။ Well the primary issue is ASEAN we have a culture ASEAN မှာကအဓိကစိန်ခေါ်မှုကိစ္စကကျွန်တော်တို့မှာကြားဝင်မဆွတ်ဖက်ရေးမှုတခုရှိနေတာဖြစ်တယ်။ ASEAN ဖွဲ့ဝင်နိုင်ငံတချို့ကျွန်တော်နာမည်တော့တတ်မပြောချင်ဘူး။ဒါပေမဲ့ခမရလေးသိပါလိမ့်မယ်မြန်မာစေအုပ်စုကိုစာနာထောက်ထားတဲ့နိုင်ငံတွေပေါ့တချို့နိုင်ငံတွေကမြန်မာစေအုပ်စုနဲ့ပတ်သက်လို့သဘောထားအမြင်တွေကိုပုံမှန်လင်းလင်းထုတ်ဖော်ပြောဆိုကြတယ်ကျွန်တော်တို့ချမှတ်ထားတဲ့ဘုံသဘောတူညီချက်၅ရက်ရှိတယ်ဆိုပေမဲ့ဒီရေးကိစ္စနဲ့ပတ်သက်ပြီးညှင်းညွတ်တဲ့ဟန်တခုကျွန်တော်တို့မှရှိမနေချိန်မှာဒါကိုကောင်တယ်ဖော်ဖို့က အလုပ်တွေအများကြီးလုပ်ဖို့လိုပါတယ်။အဖွဲ့ဝင်တနင်္ဂနွေကအာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာသူတို့ဟာသူတို့ရဲ့အလုပ်ကိုတရားရဂိုင်းလုံးတကယ်ပဲလုပ်ခဲ့သလားဒါမှမဟုတ်မလုပ်ခဲ့ဘူးလားဆိုတော့ကျွန်တော်တို့အတိအကျမပြောနိုင်ပါဘူး။ကျွန်တော်တို့အားလုံးသိတာကအခုချိန်မှာအာဆီယံဥက္ကဋ္ဌအဖြစ်မလေးရှားကတာဝန်ယူနေတယ်။ဆိုတော့ဒီလုပ်ငန်းစဉ်ကိုတကယ်ပဲကျွန်တော်တို့တွန်းထိုးလှုံ့ဆော်သွားပါမယ်။ကျွန်တော်တို့ရဲ့တန်တမန်ကနေတဆင့်ကျွန်တော်တို့အကောင်းဆုံးကြိုးပမ်းသွားမှာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ဘုံသဘောတူညီချက်၅ရက်ကိုကျော်လွန်ပြီးသွားဖို့လိုတယ်လို့ကျွန်တော်ထင်တယ် ကျွန်တော်တို့အနေနဲ့တကယ်တမ်းမှာမြန်မာစစ်အုပ်စုကိုစန့်ကျင်တော်လှန်သူတွေအမျိုးသားညွတ်ရေးအစိုးရ NUG အဖွဲ့အုပ်စုအားလုံးနဲ့တိုက်ရိုက်စကားစပြောဖို့လိုပါတယ်ပြီးတော့တစ်ချိန်တည်းမှာလည်းဆွေးနွေးညှိနှိုင်းဖို့အတွက်မြန်မာစစ်တပ်ကိုလည်းချင်းကပ်ဖို့လိုပါတယ်သူတို့သဘောတူသည်ဖြစ်စေမတူသည်ဖြစ်စေကျွန်တော်တို့အနေနဲ့အားလုံးကိုစပွဲဝိုင်းပေါ်ရောက်အောင်လုပ်နိုင်နေဆိုတာဒါကဘုံသဘောတူညီချက်၅ရက်ထက်ပိုပြီးအလွယ်တကူကြော်လွန်အလုပ်ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ် မြန်မာ Honda is pushing for the elections မြန်မာစစ်အုပ်စုကသူတို့မှာတာစီစဉ်နေတဲ့ရွေးကောက်ပွဲကိုကျင်းပဖို့လုပ်နေတယ်ဒါပေမဲ့အာဆီယံဘက်ကသူတို့ကိုပြောထားတယ်မကြခင်ကပေါ့ရွေးကောက်ပွဲကနောက်မှလုပ်တဲ့ရွေးကောက်ပွဲထက်အရင်ပထမဦးစားပေးရမှာကငြင်းချမ်းမှုရှိဖို့နဲ့အကြမ်းဖက်မှုမရှိဖို့ဆိုပြီးတော့ပေါ့လေဒါပေမဲ့မြန်မာစစ်အုပ်စုဘက်ကတော့နားထောင်မဲ့ပုံမပေါ်ပါဘူး Well it's quite simple if you don't control ဟုတ်ပါတယ်ဒါရိုးရိုးလေးပါပဲ ခမရအနေနဲ့နိုင်ငံရဲ့ကြီးမားတဲ့နေမြေဧရိယာအစိတ်ပိုင်းတစ်ခုကိုထိန်းချုပ်မထားနိုင်ဘူးဆိုရင်ရွေးကောက်ပွဲတစ်ခုကိုခမရဘယ်လိုလုပ်ကျင်းပလို့ရနိုင်မလဲပြီးတော့ရွေးကောက်ပွဲလုပ်တယ်ဆိုရင်လည်းဖြုတ်ချခံထားရတဲ့နိုင်ငံရေးပါတီတွေကိုပါဝင်ခွင့်ပေးမလားသူတို့ကိုရွေးကောက်ပွဲပြန်ခွင့်ပြုမလားဘာလို့လဲဆိုတော့အခြေခံအဖြစ်ဒါကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်ရမှာလေဒါပေမဲ့နေမြေထိန်းချုပ်မှုအနေထားရဆိုရင်ခမရအနေနဲ့ နိုင်ငံရဲ့နေမြေ30 40ရာခိုင်နှုန်းလောက်ပဲထိမ့်ချုပ်ထားနိုင်တယ်ဆိုရင်ရွေးကောက်ပွဲကျင်းပဖို့ခမည်းဘလို့လို့ပြောလို့ရနိုင်မလဲဖက်ဒရယ်ရွေးကောက်ပွဲမဟုတ်ပဲဒေသနာအစိုးရရွေးကောက်ပွဲအကြောင်းပြောနေတာမှမဟုတ်တာဟုတ်တယ်မလားဆိုတော့ကျွန်တော်ထင်ပါတယ်လက်တွေ့အဖြစ်တော့ဒီရွေးကောက်ပွဲရလက်ကိုအာဆီယံနိုင်ငံတွေဘက်ကအတိမတ်ပြုစေခြင်းနဲ့ဆိုရင်တော့ဒါကအင်မတန်အင်မတန်အင်မတန်ကိုခက်ခဲပါလိမ့်မယ်ကျွန်တော်ပြောချင်တာကကျွန်တော်ကကျွန်တော်တို့မလေးရှားအစိုးရအတွက်ပြောတာမဟုတ်ဘူး ဒါပေမဲ့ကျွန်တော်အမြင်အရဒါကနိုင်ငံတနိုင်ငံကိုကိုးစားပြုထင်ရှားတဲ့လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုဆိုပြီးဘယ်သူကမှယုံလိမ့်မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ဒါကနိုင်ငံရဲ့အများစုမဟုတ်တဲ့နယ်မြေဧရိယာတွေလောက်မှာပဲကျင်းပမှာဖြစ်လို့ဖြစ်ပါတယ်။ပြီးတော့အ धिक အင်အားကြီးနိုင်ငံတွေနဲ့ပတ်သက်ရင်မြန်မာဟာပထဝီနိုင်ငံရေးစိန်ခေါ်မှုအရေးကိစ္စတွေအတွက်အ धिक နေရာမှာရှိနေတယ်။မြန်မာ is also the center point for the geopolitical issues ။အခုဆိုရင်မြန်မာစစ်အုပ်စုက ရုရှားကိုခေါ်ပြီးတော့နျူကလ িয়ার ဓာတ်အားပေးစက်ရုံတစ်ခုတိစောက်ဖို့စီစဉ်နေပါတယ်ဒီအပေါ်မှာရောဘယ်လိုမြင်ပါသလဲ Russia Well I think we ASEAN ASEAN we have a ဟုတ်ကဲ့ကျွန်တော်အမြင်အရအာဆီယံဆိုရင်ကျွန်တော်တို့မှာလက်နက်တွေနဲ့ပတ်သက်လို့နျူကလ িয়ার ကင်းစင်ဆောင်တစ်ခုရှိပါတယ်ဒီတစ်ခုကအာဆီယံဆန်သတ်မှတ်ချက်ဖြစ်တယ်ကျွန်တော်တို့မှာနျူကလ িয়ার စွန့်အင်ကင်းမဲ့ဆောင်အတွက်အစီအစဉ်တစ်ခုမရှိပါဘူး ဒါပေမဲ့တမိုင်းကြောင်အရာလဲကျွန်တော်တို့ဘယ်သူမှဒီနောက်မလိုက်ခဲ့ပါဘူးပြောချင်တာကနိုင်ငံတချို့ကသူတို့အနေနဲ့နျူကလ িয়ার စွမ်းအင်ဒါမှမဟုတ်စွမ်းအင်တပ်အားရှိကျင်နေဆိုပြီးပြောခဲ့ကြတယ်ဒါပေမဲ့ဘယ်သူမှဒီအိုင်ဒီယာပေါ်အပြည့်အဝနှိမ့်ညွတ်လှုပ်ဆောင်တာမရှိခဲ့ဘူးဘာလို့လဲဆိုတော့အနောက်နိုင်ငံတွေမှာရာဒူးသူပြောင်းလဲမှုတိုက်ဖြတ်ဖို့အတွက်နိုင်ငံတချို့ကငါတို့နျူကလ িয়ার စွမ်းအင်လိုအပ်တယ်ဆိုတဲ့စိတ်ကူးကိုစဖြန့်ခဲ့တယ် ကျွန်တော်အနေနဲ့ပြောရရင်တော့နျူကလ িয়ার ဓာတ်ပေးစက်ရုံတစ်ခုတည်ဆောက်ဖို့မြန်မာစစ်အုပ်စုကိုရုရှားကအကူအညီပေးဖို့ကြိုးစားနေတဲ့ဒီအိုင်ဒီယာကမှန်ကန်တဲ့နည်းလမ်းတစ်ခုမဖြစ်နိုင်ဘူးလို့မြင်ပါတယ်။ဘာလို့လဲဆိုတော့နံပါတ်1အချက်ကမြန်မာမှာရေနံတဲ့တန်းငွေတွေရှိတယ်ဟုတ်တယ်မလား။ဆိုတော့ဒီလိုမျိုးစွမ်းအင်တွေခမားရနေချိန်မှာဘာကြောင့်နျူကလ িয়ার စွမ်းအင်ကိုလိုအပ်ရတာလဲ။နံပါတ်2အချက်ကခမားအနေနဲ့ပြိပခစစ်စုံတစ်ခုမှာနျူကလ িয়ার ဓာတ်ပေးစက်ရုံတစ်ခုစောက်လို့မရနိုင်ပါဘူး။ဒါကအတော့အအနေရရှိတယ် ဒါကမြန်မာတနိုင်ငံနဲ့အတွက်အနေရရှိတာမဟုတ်ဘူး။လာအို၊ဗီယက်နမ်၊ကမ်ဘောဒီးယားရုပ်စွာဆုံးတရုတ်နဲ့ထိုင်းအပါအဝင်အိန္ဒိယနိုင်ငံအားလုံးအတွက်လည်းအနေရရှိတယ်။အာဆီယံအနေနဲ့အဲ့ဒီအနေအထားမှာအပါခံချင်မယ်လို့ကျွန်တော်မထင်ဘူး။ဆိုတော့ကျွန်တော်တို့ဟာဒီကိစ္စနဲ့ပတ်သက်လို့အသေးချာထိုင်ပြီးစဉ်းစားဖို့လိုပါလိမ့်မယ်။ပြီးတော့ဒီကိစ္စကကောင်းတဲ့ idea မဟုတ်ဘူးဆိုတော့ရုရှားစီသတင်းစကားပို့ပြီးပြောဖို့လိုပါလိမ့်မယ်။ A due to civil war in Myanmar မြန်မာမှာပြည်တွင်းစစ်ကြောက်ပေါ့လူတန်းချီနေရဲ့စွန့်ခွာထွက်ပြေးကြရတယ်လူအများပြားအိမ်နင်းချင်းနိုင်ငံအထူးသဖြင့်ထိုင်းနိုင်ငံစီကိုရွှေ့ပြောင်းနေထိုင်ကြတယ်မလေးရှားစီရောက်သွားပြီးရွှေ့ပြောင်းနေထိုင်သူတွေလည်းရှိတယ်ဒါပေမဲ့မကြသေးခင်ကမလေးရှားရောက်မြန်မာရွှေ့ပြောင်းတွေနဲ့ပတ်သက်ပြီးဖြစ်တဲ့ဖြစ်စဉ်တွေရှိတယ်ဒါကအထောက်ထားမဲ့ဒါမှမဟုတ်ခွင့်ပြုကာလထက်ကျော်လွန်နေထိုင်တဲ့မြန်မာရွှေ့ပြောင်းတွေအဖမ်းခံရပြီးစစ်အုပ်စုလက်ထက်ပြန်ပို့ခံရတဲ့ဖြစ်စဉ်တွေပေါ့ But well, the unfortunate truth is that uh, like Thailand အများအပြားတော့သူတို့ဟာလူငယ်တွေဖြစ်တယ်သူတို့တိုက်ပွဲစုံစီပြန်ပို့ခံရတယ်တချို့လည်းတေဆုံးကြရတယ်ကံမကောင်းတဲ့အမှန်တရားကထိုင်းလူမျိုးပဲသူတို့ဟာခွင့်ပြုကာလထက်ကျော်လွန်နေထိုင်လို့ဥပဒေလူဝင်မှုကြီးကြပ်ရေးဥပဒေကိုချိုးဖောက်မိချိန်မှာအခုလိုဖြစ်ကြရတာဆိုတော့ပါပဲဆိုတော့အစိုးရတာဝန်ရှိသူတွေဘက်ကမဆိုင်မတွတုံ့ပြန်တာကသူတို့ကိုဖမ်းဆီးပြီးပြန်ပို့တာပဲဖြစ်တယ်သူတို့ဟာစစ်ဆောင်မှုစူးစမ်းနေကြသူတွေဖြစ်ပြီးသူတို့ကိုပြန်ပို့တာကသူတို့အနေနဲ့ပြန်ရောက်ရင်စစ်မှုထမ်းခိုင်းခံရပြီး တိုက်ပွဲတွေမှာပါဝင်ကြရင်တင်းဆုံးဒါမှမဟုတ်ဒဏ်ရာရနိုင်ခြေရှိတယ်ဆိုတဲ့အတိတ်ပဲဆိုတဲ့အမြင်ကိုကျွန်တော်တို့ပို့ပြီးသိမြင်ဖို့လိုတယ်လို့ကျွန်တော်ထင်တယ်။ကျွန်တော်တို့ရဲ့ချင်းကန်ဒီမှာပို့ပြီးပြော့ပြောင်းဖို့လိုပါတယ်။ဒုက္ခတဲ့အခွင့်အရေးကြောင့်ပြောဆိုဖို့လိုပါတယ်။မလေးရှားအနေနဲ့ဒုက္ခတဲ့ convention မှာပါဝင်လက်မှတ်မထိုးထားဖို့ဆိုရင်တော့မှကျွန်တော်တို့ကဒီထက်ပိုကောင်းကောင်းဖြစ်စေဖို့လိုတယ်လို့ထင်ပါတယ်။ကျွန်တော်အနေနဲ့ဘာမှအခိုင်အမာပြောလို့မရနိုင်ဘူး။ဘာလို့လဲဆိုတော့ဒါတွေကအစိုးရရဲ့လုပ်ပိုင်ခွင့်အာဏာတွေဖြစ်နေလို့ပါ။ ျွန်တော်တို့ဥပဒေပြုအမှတ်တွေအနေနဲ့ကမူဝါဒနဲ့ပတ်သက်လို့အကြံပေးလို့ရနိုင်ပြီးဖိအားပေးဖို့စ조사လို့ရနိုင်တာပဲဖြစ်တယ်။အထူးသဖြင့်ကျွန်တော်ကိုယ်တိုင်ဆိုရင် ABH မလေးရှားရဲ့လူအခွင့်ရေးဥက္ကဋ္ဌတူလည်းဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကိုအစိုးရကိုရှင်းရှင်းလင်းလင်းပြောထားတယ်။ဒါတွေကကျွန်တော်တို့လုပ်နိုင်တာအလုံးဖြစ်တယ်။ဒါပေမဲ့တေချာပေါက်အားဖြင့်တော့မြန်မာလူငယ်တွေမလေးရှားမှာကျော်လွန်နေထိုင်တာမျိုးကိုကျွန်တော်တို့တကယ်ပဲအားမပေးပါဘူး။ ဒါကအန္တရာယ်များတယ်လို့ကျွန်တော်ထင်တယ်။ဒါကကောင်းတဲ့ကိစ္စမဟုတ်ဘူး။ဘာလို့လဲဆိုတော့လက်ရှိအစိုးရရဲ့မူဝါဒကတည်တဲ့အတိုင်းပဲခမည်းလူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်တယ်ဆိုရင်ခမည်းကိုပြန်ပို့မှာပဲဖြစ်တယ်။အပုတ်ခံရတဲ့သူတွေဘာဖြစ်ဖြစ်အစိုးရကထည့်သွင်းစဉ်းစားမှာမဟုတ်ဘူး။ဒါကကံမကောင်းပါဘူး။ဆိုတော့အာဏာပိုင်တွေကိုတည်စေဖို့နဲ့ရှင်းပြဖို့ကျွန်တော်တို့လည်းစူးစမ်းနေတယ်။ဒါပေမဲ့လောလောဆယ်မှာတော့ကျေးဇူးပြုပြီးငွေအများကြီးမတုံးပါနဲ့။မလေးရှားကိုလာဖို့မစူးစမ်းပါနဲ့။ ဒီမှာကခမရဲ့ဗီဇာတက်တန်းကုန်သွားချိန်ကျရင်တို့ခမရကိုပြန်ပို့ပါလိမ့်မယ်။အဲ့ဒါကကိုတိုင်အတွက်ရုပ်ပိုင်းဆိုင်ရာအရာရောငွေကြေးပိုင်းဆိုင်ရာအရာအတော်လေးမညာမသာထိခိုက်မှုဖြစ်စေမယ်လို့ထင်ရပါတယ်။ထိုင်းမှာလည်းအလားတူကိစ္စတွေရှိတယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့ဖြစ်ကောင်းဖြစ်နိုင်တာကတို့ကအတော်လေးပို့ပြီးညှတာထောက်ထားပုံရတယ်။ပြီးတော့ခမရတို့ကအိမ်နေချင်းတွေဖြစ်တယ်။မလေးရှားမှာကအလုပ်လုပ်နေတဲ့ရိုဟင်ဂျာတွေအပါအဝင်မြန်မာတွေအတော်များများရှိတယ်။ကျွန်တော်ထင်တယ်မလေးရှားပြည်သူတွေအနေနဲ့က ဒီအခြေအနေပေါ်တော်တော်လေးညှင်းငွေ့နေတယ်လို့ထင်တယ်။ဆိုတော့သူတို့ဟာအရေးဆိုင်မှုဘိုင်းမှာယော့နေတယ်လို့ပြောရမှာဖြစ်တယ်။စာနာထောက်ထားမှုဘိုင်းမှာနေပါတယ်လို့ပြောရမှာဖြစ်တယ်။မြန်မာတွေအများကြီးရှိမနေတဲ့နိုင်ငံတွေမှာတော့သူတို့မှာဒီလိုတကားဖွင့်မှုရှိနေစေဖြစ်တယ်။ဥပမာအနေနဲ့ဖိလစ်ပိုင်မှာဆိုရင်မြန်မာရွှေပြောင်းနေမရှိတဲ့လောက်ဖြစ်နေပါတယ်။ဆိုတော့သူတို့ဟာတေးရတဲ့လောက်ကတချို့ကိုခေါ်နိုင်ပါတယ်။ကျွန်တော်အကြံပေးရမယ်ဆိုရင်တကယ်လို့ခမည်းအနေနဲ့စစ်မှုထမ်းရမယ်အရေးကနေရှောင်တိမ်မှုလုပ်တယ်ဆိုရင် ီလိုရှောင်တိန်သူတွေကိုပေးရတဲ့ဒုက္ခတွေအခွင့်အလမ်းတွေရှိတဲ့တခြားနိုင်ငံတွေကိုရှာဖို့ခမည်းမအခွင့်အရေးတွေရှိပါတယ်